မင်္ဂလာညချမ်းပါဗျာနော်မျိုးတွေအဲ့တော့ကျွန်တော်အခွေလေးတစ်ခုပြပေးပါမယ်နော်အခွေလေးတစ်ခုပြပေးပါမယ်၃ရက်တည်းသူကအထွက်များတဲ့အတွက်ကြောင့်မလို့ပြပေးရပါနော်အဲ့တော့ရှစ်ပိတ်ကြထားတယ်ဗျာနော်ဒီမှာရှစ်ပိတ်ဒီရှစ်ပိတ်ရှစ်ပိတ်ကြပြီးတိုင်းနဲ့နော်ရှစ်ပိတ်ကြပြီးတော့မနေ့ဖြစ်ဖြစ်ညနေဖြစ်ဖြစ်ရှစ်ပိတ်ကြပြီးတိုင်းနော်တစ်နှစ်6ခွန်နော်တစ်6နှစ်ခွန်ဆိုတော့အခွေရတယ်လိုက်ထွက်ပြီးပါတယ်အဲ့တော့ကျွန်တော်တို့စစ်ပြပါမယ်ဗျာနော် ။အဲ့ဒါဓမ္မကြီးပါခွန်ရှစ်ရှစ်ပိတ်ကြပါတယ်။တချောင်းနှစ်ခွန်ဆိုတော့ခွေဒီမှာထွက်ပေးပါတယ်နော်။ထွက်ပေးပါတယ်ဗျ။ဒီမှာရှစ်ပိတ်ထက်ကြပါတယ်ဗျ။တချောင်းနှစ်ခွန်ခွေတရက်၊နှစ်ရက်၊သုံးရက်နော်။သုံးရက်အတွင်းမှာလာထွက်ပေးသွားပါတယ်ဗျ။လေးရက်မှာမှထွက်ထွက်ပါတယ်ဗျ။ပြန်ကြအနေနဲ့။အဲ့တော့ဒီမှာရှစ်ပိတ်ကြပါတယ်ဗျ။တချောင်းနှစ်ခွန်ခွေဟုတ်တယ်နော်တနည်း6ခွန်ခွေတရက်2ရက်3ရက်မြောက်မှာ86အပုတ်ဝဲပြန်ကြဆိုလာကြပါလိမ့်ဗျာနော်အဲ့တော့ဒီမှာရှစ်ပိတ်ကြပါတယ်တနည်း6ခွန်ခွေကြပါလိမ့်ဗျာနော်အဲ့တော့ ရှစ်ပိတ်ကြပြီးတိုင်းတင်းနဲ့6ခုခွေကမဖြစ်မနေလိုက်ထွက်နေတဲ့သဘောဖြစ်နေတယ်ဗျာနော်အဲ့ဒါမှရှစ်ပိတ်ကြပါတယ်တရက်၂ရက်၃ရက်တင်းနဲ့6ခုခွေထွက်မသွားဘူးရှစ်ပိတ်ထက်ကြပါတယ်ဒီမှာတစ်ဘူးဆိုပြီးတော့လာကြပါတယ်တင်းနဲ့6ခုခွေနော်အဲ့တော့ကျွန်တော်တို့စက်ကြည့်ပါမယ်ဒီမှာရှစ်ပိတ်ကြပါတယ်တင်းနဲ့6ခုခွေဆိုပြီးတော့ခွန်ဘူးဆိုထွက်ပါတယ်ရှစ်ပိတ်ကြပါတယ်တင်းနဲ့6ခုခွေဆိုပြီးတော့ဒီမှာမြူးသွားပါတယ်ဗျာနော်ဘုသူပတ်စံမြူးသွားတယ်အဲ့တော့ဒီမှာစက်ကြည့်ပါမယ်အောက်ဘက်မှာရှစ်ပိတ်ကြပါတယ်တင်းနဲ့6ခုခွေဆိုပြီးတော့နောက်ရမနက်မှာထွက်ပါတယ်ဒီမှာရှစ်ပိတ်ထက်ကြပါတယ်ရှစ်ပိတ်ထက်ကြပါတယ် နော်တင်းနဲ့6ခုခွေ3ရက်တွင်လိုက်ထွက်ပြီးပါတယ်ဗျာနော်အဲ့တော့ထပ်ကြည့်မယ်ကျွန်တော်တို့ဒီမှာရှင်းပိတ်ကြပါတယ်ရှင်းပိတ်ကြပါတယ်တင်းနဲ့6ခုခွေ2ရက်မြောက်မှာလာထွက်ပြီးပါတယ်ဗျာနော်အဲ့တော့ဒီမှာတစ်ချက်ထပ်ကြည့်ပါတင်းနဲ့6ခုခွေတွေထွက်ပြီးသွားပါတယ်မြူးသွားတယ်နော်နောက်ဘက်မှာအဲ့တော့ဒီမှာလည်းရှင်းပိတ်ကြပါတယ်ဒီမှာတင်းနဲ့6ခုခွေဆိုပြီးတော့တင်းနဲ့6ခုခွေဗျာနော်ဒီမှာထွက်မသွားဘူးဒီမှာရှင်းပိတ်ထပ်ကြတယ် နောက်ပွဲမှာ၃ရက်တမလာကြလားဆိုတော့ဒီမှာနော်ဒီမှာတနေ့6ခုခွေဆူပြီးတော့လာကြပြီးပါတယ်ဗျာနော်အဲ့တော့တက်ပွဲတော့မရှိပါဘူးနည်းနည်းရက်နီးဝေးတော့ရှိမယ်ဗျာနော်အဲ့တော့ဒီမှာရှစ်ပိတ်တွေကြပါတယ်တနေ့6ခုခွေရ2ရက်တွင်းဆင်းပေးပါတယ်ရှစ်ပိတ်ထက်ကြပါတယ်တနေ့6ခုခွေဆင်းပေးပါတယ်ရှစ်ပိတ်ကြပါတယ်တနေ့6ခုခွေဆင်းပေးပါတယ်ဟုတ်ပြီနော်ဒီမှာရှစ်ပိတ်ကြပါတယ်တနေ့6ခုခွေ3ရက်တွင်းဆင်းပေးပါတယ်ဆိုတော့နှစ်ခွန်ဆင်းပေးပါတယ်ဗျာနော်အဲ့တော့ဒီမှာရှစ်ပိတ်ကြပါတယ်တနေ့6ခုခွေ1တက်ဆိုပြီးဆင်းပေးပါတယ်ဗျာရှစ်ပိတ်ထက်ကြပါတယ်တနေ့6ခုခွေဆူပြီးတော့ တစ်ဘူးဆိုပြီးလာကြပါတယ်ဗျဒီမှာနော်ရှေ့ပိတ်ကြပြီးတဲ့1.6ခုအခွေပါဗျာနော်3ရက်အတွင်းဆင်းပေးပါတယ်ဗျပြက်ပြင်းမရှိပါဘူးကတ်ဆင်းတာတွေရှိပါတယ်နော်မနက်ထွန်းညနေကတ်ဆင်းတာတွေရှိပါတယ်နောက်ရက်ကတ်ဆင်းတာတွေရှိပါတယ်3ရက်အတွင်းဆင်းတာလည်းရှိပါတယ်ဗျအဲ့တော့ဒီမှာရှစ်ပိတ်ကြပါတယ်1.6ခုအခွေညနေမှာထွက်ပါတယ်ဗျဒီမှာရှေ့ပိတ်ကြပါတယ်1.6ခုအခွေဒီမှာတစ်ဘူးဆိုပြီးလာရိုက်ပါတယ်ဗျနော်အဲ့တော့ဒီမှာရှေ့ပိတ်တွေကြထားပါတယ်ဗျအဲ့တော့ ီနေ့တနေ့ကောင်မှာတနေ့6ကောင်အခွေထွက်မသွားပါဘူးပြန်တော့အဲ့တော့ကျွန်တော်ကျန်တဲ့နှစ်ရက်မှာအခွေကြိုက်တဲ့မျိုးတွေအတွက်ကိုတနေ့6ကောင်အခွေရှစ်အပိတ်ကြပြီးတိုင်း3ရက်အတွင်းထွက်ပေးပါတယ်ပြန်တော့အဲ့ဒါလေးကိုကျွန်တော်ဒီ2025ရဲ့ရှစ်အပိတ်ကြတဲ့ပွဲလူလူကိုကျွန်တော် live set ပေးထားပါတယ်ပြန်တော့အဲ့တော့ကြိုက်တယ်ဆိုရင်အခွေကြိုက်တဲ့မျိုးတွေက6 2 0ဆိုတဲ့နော်တနေ့6ကောင်အခွေတူတူပါပဲနော်ခေါ်လို့ဆင်ပြီးတော့ခေါ်ရတာပဲဗျအဲ့တော့နှစ်ရက်အတွင်းမှာစာတို့လိုက်ရပါ1000 2000 3000 4000เนาะအဲ့တော့ကျွန်တော်တို့မျိုးတွေ လေးချိန်မှာအနည်းဆုံးတော့ဇာတုရိုက်မယ်ဆိုရင်ကျွန်တော်တို့ကအဆင်ပြေပါလေဗျာနော်တဝက်မြတ်တဲ့စနစ်ပါဗျာတသိန်းရင်တသိန်းမြတ်တဲ့စနစ်ပါဗျာနော်အဲ့တော့ဇာတုရိုက်ပါသိန်းချီမြတ်ချင်ရင်ဇာတုရိုက်ပါနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့နေတိုင်းဆိုတာရေမျောကန်းတင်ပါဟုတ်တယ်နော်ကန်းနာတဲ့ပြင်မှာမမြဲပါဘူးရလိုက်ပြန်ပါလိုက်ဖြစ်တတ်ပါတယ်အဲ့တော့ဇာတုရိုက်ပါသေးကြတဲ့မူတစ်ခုကို၃ရက်အတွင်းဆိုရင်၃ရက်ကိုကျွန်တော်တို့လိုက်ရိုက်ပါဗျာနော်အချိန်တိုင်းပေါက်ဆံမလို့ပါဘူးနော် အချိန်ပေါက်ဝင်တင်ချင်မြတ်ဖို့ပဲလိုပါတယ်ဗျအဲ့တော့ကျွန်တော် YouTube အမျိုးတွေရော Telegram အမျိုးတွေ Viber အမျိုးတွေရောကျွန်တော်ပြတ်တင်ပြပေးတဲ့အခွေလေးတွေကြည့်ပြီးတော့တင်ချင်မြတ်ကြပါစီဗျနော်